โอเคကျွန်တော်နာမည်ကတော့ဟာသလို့ရှင်တော့ပြိုင်းလေးပါကျွန်တော်နေတာကတော့လက်ရှိမှာတာကီတာမှာနေရခင်ဗျကျွန်တော်ကရန်ကုန်တိုင်းရဲ့တွဲဘက် တွင်ရမှုတာဝန်ယူထားပါတယ်လက်ရှိမှာဥက္ကရာမရှိတဲ့အတွက်လည်းဥက္ကရာတာဝန်ကိုလည်းတွဲပေးပြီးတော့ခဏယာယီယူထားရပါတယ်ဟုတ်ဒီပွဲလေးကတော့ကျွန်တော်တိုင်းနိုင်ငံသားရခဲ့ကျွန်တော်တို့ရဲ့ အခြေဆုံးတငယ်ချင်းလို့လည်းရှိပါတယ်ကိုသိန်းစုဥက္ကဋ္ဌကနေပြီးတော့သမ္မတနိုင်ငံဟာသပညာရှင်များအစည်းအရုံးကိုကနေပါချမှတ်တဲ့အတိုင်းကျွန်တော်အသိရုံးခန်းနေဖွင့်ဖို့အတွက်ဆိုပြီးတော့အကြောင်းကြားလိုက်တာဖြစ်တဲ့အရုံးခန်းနေဖွင့်တဲ့နေရာမှာကျွန်တော်တို့ကတတတားလာရောက်ပြီးတော့ပါဝင်ကူညီခြင်းဖြစ်ပါတယ်ခင်ဗျအသိရုံးခန်းဖွင့်ပွဲလေးပေါ့ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ကတော့ခံယူချက်ကတော့ရှင်းပါတယ်ဘာကြောင့်လဲကျွန်တော်တို့ကိုဂျိုးတက်တယောက်မှမပါဘူးကျွန်တော်တို့ရှိမှရှိတဲ့126ယောက်တော့ဟာတာဒီရှင်တော်တကြီးဟာတာဒီရှင်တော်ကြီးတွေရှိတယ်ကျွန်တော်တို့ စိုက်ကနေတဲ့ဟာသလူချင်တော်တွေရှိတယ်ဆန်ငယ်ငယ်တွေဆွဲတဲ့ဟာသလူချင်တော်တွေရှိတယ်ဈေးရောက်တဲ့သူတွေဟာသလူချင်တော်တွေရှိတယ်အဲ့ဒီလူတွေအတွက်ကျွန်တော်တို့ကအဓိကထားပြီးတော့ကျွန်တော်တို့ပံမိုးကူညီမှုအတွက်ကျွန်တော်အတက်နိုင်ဆုံးအဆောင်ရနေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီလျှောက်ကတော့ကျွန်တော်တို့ကတော့နာရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကထဲထဲဝင်ဝင်နဲ့တရတရကကျွန်တော်တို့ပါဝင်ကူညီမယ် နိုင်ရေးမှာမကဘူးကျွန်တော်တို့အမည်သည့်နေရာမှာပဲဖြစ်ဖြစ်အခက်ခဲဖြစ်ပြီးဆိုတာနဲ့ကျွန်တော်တို့ကတန်းနိုင်တဲ့ဘက်ကနေပါအားကျုံမတက်သွားရောက်ပြီးကုညီဖို့အတွက်ကတော့ရှေ့လျှောက်ကျွန်တော်တို့ဒီတက်မကလုံမယ်လို့လည်းကျွန်တော်တို့ကစီစဉ်ထားပါတယ်ခင်ဗျအဲကျွန်တော်ရောက်တာဆိုရင်တော့တော်တော်ကြာပြီကျွန်တော်10တန်းចောင်းသားလောက်ထဲရဆိုလို့ရှိရင်တော့တော်တော်ကြာနေပါပြီအဲကျွန်တော်ထပ်ငယ်တဲ့ဟာသလို့ရှိရင်တော့ကျွန်တော်တို့ကအများကြီးပြောနေကြတော့မလို့တော့ပါဘူးဘာကြောင့်တော့ရက်ချိခေတ်ရဲ့ကာလပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ထပ် နောက်မှတောက်ပေါက်လာတဲ့ကျွန်တော်လူရှင်တော်လေးတွေကကျွန်တော်တို့ထပ်ပို့ပြီးတက်တယ်လို့လည်းကျွန်တော်လာမှတ်ယူတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ లై မမီတဲ့အရာတွေကဆိုသူတို့ရှိရတော့ကျွန်တော်တို့ပြန်တင်နေရတာတွေဖြစ်တဲ့အတွက်အခုနောက်ပိုင်းကျွန်တော်တို့ဟိုပေါ်ပေါက်လာတဲ့ဟာတာလူရှင်တော်လေးတွေကိုတွေ့တော့ကျွန်တော်တို့အများကြီးဂုဏ်ယူပါတယ်။အမေကျွန်တော်ဆရာအကိုဒိန်းအောင်ပြောသလိုပဲခင်မုန်ကြီး၁၀ပါမပြင်းမရင်တော့ကျွန်တော်တို့ကအကောင်းဆုံးပါတော့ခင်မုန်ကြီး၁၀ပါပြင်းမလို့ကျွန်တော်တို့က ဂိုင်းတင်လို့ရှိရင်တော့ကျွန်တော်နာမည်မကြီးနိုင်ပါဘူးအဲ့တော့ကျွန်တော်ဂိုင်းမသိအောင်နေဖို့နဲ့ခင်မင်းကြီးဆယ်ပါမမေ့ဖို့တော့ကျွန်တော်ဒီကနေမှာတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဘာလေးများပါခြင်းလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံဟာသပညာရှင်များအစီအယုံကကျွန်တော်ဖွဲ့စည်းလိုက်တဲ့အတွက်ကျွန်တော်တို့ကပြည်သူလူထုကလည်းကျွန်တော်တို့ပဲကျွန်တော်တို့လည်းပြည်သူလူထုပါပဲဒါပေမဲ့ကျွန်တော်တို့မှာလက်ရှိမှာကျွန်တော်တို့အညီပညာသမားတွေကတော်တော်များများကအင်မတန်ဆင်းရဲကြတယ်ဆင်းရဲကြတာဖြစ်တဲ့အတွက် ပွဲကမှာထမင်းစားရတဲ့သူတော်တော်များပါတယ်ပွဲကမှာထမင်းစားရတဲ့သူများတဲ့အတွက်ကျွန်တော်တို့မှာတချို့သောရိုက်ကူးရေးတွေရှိမယ်တချို့သောအငင်းပြိုင်ပွဲတွေရှိမယ်အဲ့ဒီပြိုင်ပွဲလေးတွေကိုဝင်ပြိုင်မှကျွန်တော်တို့ကပတ်ဆံရပါတယ်ပတ်ဆံရမှကျွန်တော်တို့သူတို့မှာရှိတဲ့အနောက်မှာရှိတဲ့သူတို့ရဲ့မိသားစုဝင်တွေထမင်းစားလို့ရမယ်အိမ်လားကတွေရှိမယ်အဆောင်လားကတွေရှိမယ်အဲ့ဒီဟာတွေတော့ကအဆင်ပြေတာဖြစ်ပါတယ်ကျွန်တော်တို့ကအဓိကကအမှုပညာတသက်ပဲအလုပ်လုပ်တာပါအဓိကကမိမိတို့မှာပြစ်ပေါ်နေတဲ့ကျွန်တော်တို့ ဝမ်းစာအယူတက်ကိုကျွန်တော်တို့ကတဒတ်တအားပါဝင်ဖြည့်ရှင်းပေးတာနဲ့အတူတူပါပဲကျွန်တော်တို့မှမြည်သို့သောအာဃာတစိတ်ဒီဘာတစ်ခုမှမရှိပါဘူးကျွန်တော်တို့ကအမှုပညာသမားဖြစ်တဲ့အတွက်အငိမ့်ကမှတောင်ရှည်ဝက်မှာပတ်ပေါင်းပေါင်းမှာကျွန်တော်တို့ကပတ်ဆက်ရပြီးသမင်းစားရတာဖြစ်တဲ့အတွက်အဓိကကကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဆိုတော့ ပတ်စံရှာပြီးတော့မိသားစုကိုလှုပ်ကြွေးတယ်လို့ပဲကျွန်တော်တို့ကတော့မှတ်ယူပါတယ်။ဒါရှိကာလမှာဖြစ်ပေါ်နေတဲ့စိတ်ခံစားခြင်းနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့တော့မြေသူကိုမှလည်းမပုတ်ခတ်သလိုမြေသူတူတူတယောက်ကိုမှလည်းမစော်ကားပါဘူး။ကျွန်တော်တို့လှုပ်ရမယ့်အလုပ်ကျွန်တော်တို့လုပ်တယ် ကျွန်တော်တို့မှာမရှိရင်ဘယ်သူမှလာမကြွေးပါဘူးကျွန်တော်တို့ဘာသာကျွန်တော်တို့ရှာဆားရတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ရှာဆားနိုင်တယ်တော့ကျွန်တော်တို့ထက်ရှာမဆားနိုင်တဲ့တကြီးလူကျွန်တော်တွေရှိတယ်ကျွန်တော်တို့အောက်မှာရှာမဆားနိုင်တဲ့ဟာသလူရှင်တော်တွေအများကြီးရှိပါတယ်အဲ့အတွက်ကျွန်တော်တို့ကတော့အစဲခံအဆူခံပြီးတော့ကျွန်တော်တို့ကတော့ရှစ်ဆက်လျှောက်ပြီးတော့တော့ကျွန်တော်တို့ထမင်းဆားနိုင်မှုတော်တော်ကျွန်တော်လှုပ်ဆောင်သွားအောင်မှာဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျဟုတ်